မင်္ဂလာညချမ်းပါခုချိန်ကစပြီး2025ခုနှစ်မေလ14ရက်ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့ပြည်တွင်သတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ຫນွေဦးမှပါပထမအဆုံးတင်ပြပေးမယ့်သတင်းကတော့ ။တပင်းနယ်ဩရိန်နွေးရွာစတင်ကြောင်းလေးချောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာကျောင်းသားတဦးထပ်မံသေဆုံးသွားတာကြောင့်သေဆုံးသူ24ဦးရှိလာပြီလို့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ပြောကြားတဲ့သတင်းကြောင်းရဖြစ်ပါတယ်။စကိုင်းတိုင်းတပင်းမြို့နယ်ဩရိန်နွေးရွာစတင်ကြောင်းလေးချောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာဒဏ်ရသူတွေကကျောင်းသားတဦးထပ်မံသေဆုံးတဲ့အတွက်သေဆုံးသူ24ဦးထိရှိလာပြီလို့တပင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဒီနေ့မေလ14ရက်မှာထုတ်ပြန်ပါတယ်။ grade 3မှာပညာသင်ကြားနေတဲ့အသက်17နှစ်အရွယ်မပြပြင်းကြီးဟာဒီနေ့မေလ14ရက်မှာထပ်မံသင်ဆုံးသွားတာလို့သိရပါဗျ။မနေ့ကမေလ23ရက်နေ့ကလည်း grade 2မှာပညာသင်ကြားနေတဲ့အသက်18နှစ်အရွယ်သာရှိသေးတဲ့မောင်အောင်ဇေယသင်ဆုံးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ မေလ12ရက်နေ့အထိရရှိထားတဲ့မြေပြင်စီးရင်ကောက်ယူမှုအရလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်ဒဏ်ရာရသူ102ဦးရှိတယ်လို့သိရပါဗျ။ဒီအချက်လက်တွေကဩရိန်နွေရွာစာတင်ကြောင်းပုံကျဲခံရမှုဖြစ်စဉ်မှာចောင်းသားចောင်းသူ22ဦးနဲ့ဆရာမ2ဦးစုစုပေါင်းသေဆုံးသူ24ဦးအထိရှိလာခဲ့ပြီဖြစ်ပါတယ်ရှင်။နိုင်ငံရေးကျင်းသားဟောင်းဒေါက်တာနေဝင်ဒီကနေ့မနက်ပိုင်းကွယ်လွန်တဲ့သတင်းကိုတင်ပြပေးပါဦးမယ်။နိုင်ငံရေးကျင်းသားဟောင်းဒေါက်တာနေဝင်ဟာဒီကနေ့မနက်ပိုင်းမှာကွယ်လွန်သွားခဲ့တယ်လို့သိရပါဗျ။ ဒေါက်တာနေဝင်းသည်1988ရှစ်လေးလုံးရေတော်ပေါ်တွင်ပါဝင်ခဲ့သူတဦးလည်းဖြစ်ပြီးဘကတ်သားကျောင်းသားကောင်းစားဟောင်းမဖြူဖြူအောင်ရဲ့ဖခင်လည်းဖြစ်ပါတယ်။ခုရဲ့ပိုင်းဝန်းနှဲချောင်းတွေတိတ်များတယ်။ဥပ္ပိုလ်ထောင်မှနိုင်ငံချင်းသားဘဝနဲ့ဆရာဘယ်လိုဖြတ်တန်းခဲ့တယ်လဲဆိုတာနိုင်ချင်းမိတ်ဆွေတွေစီကဘယ်အချိန်ပြန်ကြရကြရလေးစားကြည်ညိုစရာကြီး နောက်တော့နိုင်ငံချင်းသားဟောင်းများကိုထုကိုထအစီအစဉ်ရဲလို့စူးစီးကြဆုံးခဲ့ကြပြန်တယ်။ကဲ၍များနေ့စဉ်လူနေမှုဘဝနဲ့ယုံကြည်ချက်တစ်ထပ်ထဲကြတဲ့သူကိုမြင်မှုသလားလို့မေးရင်ဆရာလိုလူကိုနမူနာပြရမှာပါပဲ။လူကဖြူဖြောပြောနိုင်တဲ့လောက်ယုံကြည်ချက်နဲ့ပတ်သက်ရင်မကျော်ခိုင်ကြည့်တဲ့ဆရာလူလက်ငင်းချမ်းပါစီဆရာလို့နိုင်ငံခြားရေးဝန်ကြီးတွန်းစမအောင်ကဆိုရှယ်မီဒီယာမှာရေးသားထားပါတယ်။နိုင်ငံချင်းသားဟောင်းဒေါက်တာနေဝင်ဟာကွယ်လွန်ချိန်မှာအသက်66နှစ်ရှိပြီဖြစ်ပါတယ်ရှင်။ 2024ခုနှစ်အချိန်ငယ်ပညာပြည့်မြောက်ကြောင်းအသိမှတ်ပြုလက်မှတ်နဲ့စစ်ဆေးအကဲဖြတ်ရလက်မှတ်တမ်းများထုတ်ပေးမိရက်ကိုထုတ်ပြန်ကြေညာတဲ့သတင်းကိုတင်ပြပေးပါမယ်။2024ခုနှစ်အချိန်ငယ်ပညာပြည့်မြောက်ကြောင်းအသိမှတ်ပြုလက်မှတ်နဲ့စစ်ဆေးအကဲဖြတ်ရလက်မှတ်တမ်းများထုတ်ပေးမယ့်ရက်ကို NUG ပညာဥက္ကဋ္ဌဌာနမှထုတ်ပြန်ကြေညာလိုက်ပါတယ်။ကျေကံပညာပြည့်မြောက်ကြောင်းအတိမတ်ပြုလက်မှတ်နဲ့စစ်ဆေးကဲဖြဲရလက်မှတ်တမ်းများကိုမေလ19ရက်မနက်9:00မှစတင်ပြီးအွန်လိုင်းကနေထုတ်နိုင်မယ်လို့သိရပါဗျ မြေပြင်မှာဖြေဆိုထားတဲ့အကြောင်းသားကျောင်းသူများအနေနဲ့မိမိတို့သက်ဆိုင်ရမြို့နယ်ပညာရေးဘုတ်ဖွဲ့နဲ့ဆက်သွယ်ပြီးထောက်ယူနိုင်မယ်လို့ကြေညာထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ပါကီနဲ့ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။